hello အားလုံးမင်္ဂလာပါ united show ကနေကြိုဆိုပါတယ်ဆိုတော့ lion ကိုအနိုင်ရပြီးတော့ semi final ကိုတက်ခဲ့တဲ့ပွဲစဉ်ကကစားသမားတွေရဲ့ player rating ပေါ့လေ9ကို4ကိုဆိုတဲ့ရတဲ့နဲ့ကျွန်တော်တို့အနိုင်ရခဲ့တယ် ugarte diego dalao bruno fernandez ပြီးလို့ရှိရင် mainu harry maguire တို့ရဲ့ goal တွေနဲ့အနိုင်ရခဲ့တာပေါ့ဗျာဆိုတော့ထုံးတဲ့နာမည်ကစားသမားတွေရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်ပြောကြမယ်ဆိုတော့နံပါတ်1 onana andre onana ကိုကျွန်တော် rating နဲ့ကျွန်တော်70ကျွန်တော်ပေးထားတယ် မြန်မာနဲ့ဒီနေ့ပွဲစဉ်မှာမကွမ်းရက၄ဂိုးထိကျွန်တော်တို့ခွင့်ပြုခဲ့ရတယ်။ဒါပေမဲ့လို့ကျွန်တော်တွေးကြည့်ရင်ဦးနနာအနေနဲ့အဲ့ဒီ၄ဂိုးစလုံးမှာသူတက်နိုင်ခဲ့တာဘာမှမရှိဘူး။လာကာဇက်ရဲ့ပင်နေဒီချာကီရဲ့တတော်ကိုကောင်းတဲ့ကံချက်ပြီးလို့ရှိရင်ကျွန်တော်တို့ပေးလိုက်ရတဲ့ဒီပထမဆုံးပေးလိုက်ရတဲ့ချီပါကူ၂ဂိုးဆိုလို့ရှိရင်နောက်တန်းနေရဲ့အားနည်းချက်တွေကြောင့်ကျွန်တော်တို့လာတာ။ပွဲတော်တွင်မှာချာကီရဲ့ကံချက်တို့ဘာလို့ကာကွယ်သွားတာလဲကျွန်တော်မကွမ်းရကဟိုဒီဦးနနာကကျွန်တော်ရှိတယ် နောက်ပွဲအစောပိုင်းမှာဆိုလို့ရှိရင်လည်းတကယ်ကောင်းတဲ့ကောင်းတိုက်ချက်တချို့ကိုကာကွယ်သွားမျိုးသွားတာမျိုးတွေလည်းကျွန်တော်ရှိတယ်။ကျွန်တော်ဆိုတော့အိုနနာအနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်ဒီကဝေဖန်မှုတွေသူကြုံခဲ့ရတဲ့အမှားတွေကိုဒီနေ့ပွဲစဉ်မှာအကောင်းဆုံးပြင်ဆင်ထားတယ်။ဒါကြောင့်ဗောနောအိုနနာကိုကျွန်တော် rating နဲ့ပဲကျွန်တော်70ကျွန်တော်ပေးထားတယ်။ဒီနေ့ပွဲလိုင်ယွန်ဘက်ကကိုရီကိုဂိုးပေါက်ကန်သူမှု21ချိန်ကြီးရှိခဲ့ပါတယ်။အဲ့ဒီတဲက6ချိန်ကြီးကျွန်တော်တို့ကဂိုးပေါက်တက်ပြီးတော့ဒီကောင်ကြီး4ဂိုးရသွားတယ်။ ကျန်တဲ့ငါးလုံးမှာဆိုလို့ရှိရင်အန်ဒရီဥနနာအသေးတန်စီလီရတဲ့ဒါအလုံးတွေမနေဘူးပေါ့နော်ဒါကြောင့်ဥနနာကိုတော့ကျွန်တော်ဒီနေ့ပွဲတင်မှာ ready နေမဲ့ကျွန်တော်70ပေးထားပါတယ် Lenny Yoro ကိုတော့ကျွန်တော် ready နေမဲ့ကျွန်တော်40ပဲပေးထားတယ် average ပေါ့ဗျာတာမန် performance ပဲအဲကျွန်တော်တော့ပေါ့နော်ဟို Yoro ကိုဘလို့မှဒီပွဲကကောင်းခဲ့တယ်လို့မမြင်ဘူးတချို့ညီကိုတွေကြတော့လေ Yoro ဒီလောက်ကောင်းတာကိုဘာညာပေါ့ ဟိုတယောက်နဲ့တယောက်ပေါ့နော်ဘာဝူကြည့်ကြရတော့မသိဘူးပေါ့နော်ကျွန်တော်လည်းပဲမှားနေတယ်လားဘရာသာတို့ပဲအမြင်မှားနေတယ်လားတော့မသိဘူးဒါပေမဲ့တေးကြတာတခုကတော့ခန်စစ်မှာလန်နီယူရိုနေနဲ့ left center back အဖြစ်ကစားတော့ငါရော right center back အဖြစ်ကစားတော့ငါရောတိုတိုကိုအားနေချက်ဒီကျွန်တော်ကြည့်တာချာကီသွင်းသွားတဲ့ဂိုးမှဆိုလို့ရှိရင်လန်နီယူရိုရဲ့နေရာယူပုံမှားတာကနေကျွန်တော်လာတာ လိုင်ယွန်ဟာဘယ်ချက်မှ1 2ရိုက်သွားတာ ူရိုအနေနဲ့သူလုံးဝ reach မလုံးနိုင်တဲ့ space တစ်ခုတည်းသူတက်သွားပြီးတော့ဟိုကတစ်ချက်ပြီးလိုက်တဲ့နဲ့သူလုံးဝနောက်ကြီးမှကျန်ခဲ့တာဒါဟာလန်နီယူရိုရဲ့ပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီအဝါကနေကျွန်တော်တို့လာတာအဲဘယ်လိုပြောမလဲဒီအပင်နေဒီလုံးလားအဲလုံးလားတော့မသိပါဘူးရောယူရိုရဲ့ဒါအမားကနေလာတာဒါအပြင် left center ဘက်မှာဆလို့ရှိနေပဲဒီနေပွဲစဉ်မှာသူ chaki ကိုဘယ်လိုမှမထိန်နိုင်ခဲ့ဘူးယူရိုအတွက်တော်တော်ကိုပြဿနာကြီးခဲ့တယ်လို့ကျွန်တော်ထင်တယ်။နောက်ပွဲတွေမှာပိုကောင်းဖို့ပဲကျွန်တော်ညှို့လိုက်ရမယ်။ ကျွန်တော်ယူရိုကိုကျွန်တော်ရင်းနဲ့ကျွန်တော်4 ठी ပဲပေးထားပါတယ်။ဟယ်ဒီမကွိုင်းယားကိုလည်းကျွန်တော်ရင်းနဲ့ကျွန်တော်9 ठी ပေးထားတယ်။ကျွန်တော်ရဲ့ဒါအနိုင်ကို twin ယူပေးခဲ့တဲ့ဒါကစားမပါဗျာ။ဒါအပြင်အသင်းရဲ့ခန်စစ်3ယောက်တင်မကဘူး။ wing backs 2ယောက်ပါအပါခန်စစ် line တစ်ခုလုံး9ယောက်ကိုကျွန်တော်ကြည့်ရင်ဟယ်ဒီမကွိုင်းယားဒါတိုက်စစ်ကောခန်စစ်ကောအကောင်ဆုံးကစားမဖြစ်ခဲ့တာ။ကျန်တဲ့ကစားမတွေကတာမန်ချီစွမ်းထက်ဘာမှပိုခဲ့တာကျွန်တော်မရှိဘူး။ဒါကြောင့်ဒီပွဲကဟယ်ဒီမကွိုင်းယားရဲ့ပွဲလို့တော့ကျွန်တော်ပြောလို့ရတယ်။ တကယ်ကောင်းတဲ့ performance တွေကျွန်တော်တို့တွေ့ရတယ်ဘောလုံးလောင်းဘောပြေးမှုတဲ့နေရာတွေမှာတွေကအခုလက်ရှိခေါင်းတိုက်သွင်းကူမှာကတော့ပြီးလို့ရှိရင်အသင်းရဲ့ခံစစ်ပိုင်းမှာကဟယ်ရီမကွိုင်းယားကအများကြီးစကားပြောသွားတာဒီနေ့ပွဲစဉ်မှာတော်တော်ကိုကောင်းတဲ့ performance ကိုကျွန်တော်တို့တွေ့ရတာပြီးခဲ့တဲ့နှစ်ဒီပိုင်းတွေမှာဆိုလို့ရှိရင်လူတွေရဲ့အမှန်ကန်ဝေဖန်မှုတွေကိုသူခါစီခံခဲ့ရပြီးတဲ့နောက်ပိုင်းအကောင်းဆုံးပုံစံနေနဲ့ပြန်ပြီးတော့သူဒီရာဒီမှာလှုပ်ပြနေတယ်တကယ်ကောင်းတဲ့ performance တွေလည်းကျွန်တော်တို့တွေ့ရတယ်မကွိုင်းယားကအသင်းရဲ့ အကောင်းဆုံးခံစင်ကစားမလို့တော့ကျွန်တော်ကတော့ဒီအကောင်းဆုံးခံစင်ကစားမဖြစ်ခဲ့တာဗောနော်ကျွန်တော် rename ကျွန်တော်သူ့ကို90ပေးထားပါတယ် master wi ကျွန်တော် rename ကျွန်တော်40ပဲပေးထားတယ်တာမန်ချီသွမ်းမယ် master wi ကိုလူစားလဲလဲရတဲ့အကြောင်းကဒီကစားမအနေနဲ့ဗောနော်မိသားစုပြဿနာလေးချက်ချင်းပေါ်လာလို့ဆိုပြီးတော့ကျွန်တော်သိရတယ်ဒါကတော့ကံမကောင်းတာဗောလေအထူးသဖြင့်ဒီကျွန်တော်တို့ကယူရိုတို့ patrick drugu တို့လုံးဝအလုံးမဖြစ်နေတဲ့အချိန်မှာ ဒီဒူဂူကိုထုတ်တယ်လို့ပေါ့နော်ဘာလို့ဘာဆိုမာဇရာဝီကိုထုတ်တယ်လို့ဘာလို့ဆိုတာမျိုးကပရိသတ်ဒီသဘောကျတရားမဖြစ်ခဲ့ဘူးဒါပေမဲ့တို့ကျွန်တော်တို့ဘာကြောင့်ဆိုတာလဲကောင်းကောင်းမသိခဲ့ဘူးပေါ့နော် injury လေးမြန်ထိခိုက်သွားလို့လားဒါမှမဟုတ်ဘူးဆိုလို့ချင်းတခြားပြဿနာရှိလို့လားပေါ့ဆိုတော့မာဇရာဝီကမိသားစုပြဿနာနည်းနည်းလေးအရေးပေါ်ပေါ်လာတာကြောင့်ပေါ့နော်ပထမပိုင်းမှာချက်ချင်းလဲလဲရသာဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ကျွန်တော်မာဇရာဝီကိုတော့ပထမပိုင်းတစ်ခုလုံးကနေထားရကျွန်တော်ကြည့်ရင်ဒီနေ့မှကျွန်တော်၄ ठी ပဲပေးထားပါတယ်ဒီကိုဒါတော့ကျွန်တော်ဒီနေ့မှကျွန်တော်60ပေးထားတယ် ါလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြည့်ရင်အလောက်ကြီးကြီးကောင်းတဲ့ performance တွေမြင်ရကြမှာမြင်ရမှာတိုင်မဲတို့ဒုတိယဂိုးမှာဆိုလို့ရှိရင်ဒါသူမဆိုးဘောနော်ကစားသွားတာတွင်းသွားတဲ့ဂိုးမှာကသူလုံးဝ body ကိုအသုံးချပြီးတော့တွင်းသွားတာပပနဲ့နဲ့ဆိုလိုပဲပြဿနာကဒါလုံးနဲ့ပတ်သက်လို့ရှိရင်တိုက်စစ်ကိုလိုက်တဲ့အခါမှာ မလိုအပ်တဲ့ကန်ကန်နာတွေမလုတ်ဖို့ပဲအခုကဒီဂိုးဒါလုံးကအဒရက်ဆက်ကန်နေတယ်ရသည်များအလုံးနိုင်ကိုကန်ဖို့ပဲလုပ်နေတာတော့ပြီးရင်လည်းပဲခန်းစစ်ကိုကျွန်တော်ကြည့်တော့လေနေရယူရာလေးတအားမှားတယ် tricky ဖြစ်တဲ့ကစားမတွေကိုဘယ်လိုမှထိနိုင်စွမ်းကျွန်တော်မရှိဘူး။ဒါကြောင့်မနော်ဒီကူဓာတ်လို့အနည်းနဲ့တော်တော်ကို ပြဿနာတက်တဲ့ခန်းစစ်ပိုင်းနဲ့တိုက်စစ်လိုက်ပါမှုတိုင်းနေပါဒါပေမဲ့တကူတော့ twin သွားတယ်ဆိုတော့အရေးပါခဲ့တယ်လို့ကျွန်တော်ပြောရမှာပဲ။တော့ range မှာကျွန်တော်60ဓာတ်လို့ကိုပြီးထားပါတယ်။ကက်စမဲရိုကက်စမဲရိုကိုကျွန်တော်ဒီနေ့ပွဲတူမှာ ready name ကျွန်တော် eight ပေးထားတယ်သူတပင်းတော့ကက်စမဲရိုနေနဲ့ကွင်းလယ်မှာဥကာတီလိုဂိုးမရခဲ့ပေမဲ့လေလို့ပေါ့နော်တကယ်ကောင်းတဲ့ performance ကိုပြသွားတယ်လို့ကျွန်တော်ထင်တယ် ကွင်းလေကအရင်စကားပြောနေတဲ့ချိန်မှာကက်စမီရိုရဲ့အရေးပါမှုတွေကျွန်တော်မြင်ရတယ်။ဆိုတော့ချီပါကူတွေကိုကျွန်တော်ပြန်ကြည့်ရင်ကိုဘီမိန်းနူးရဲ့ဂိုးကိုလည်းကက်စမီရိုကပဲအသားလေးဖလစ်လုပ်ပြီးတော့ဖန်တီးပေးခဲ့တာ။ဖာနန်ဒက်စ်ကကျွန်တော်ပြေးလိုက်တယ်။ကိုဘီမိန်းနူးရှိတဲ့လမ်းကြောင်းတွေကိုကက်စမီရိုကအသားလေးချီပူမိုးရီနဲ့ဖလစ်လုပ်ပေးလိုက်တယ်။ကိုဘီမိန်းနူးကကျွန်တော်သွင်းသွားရော။ဟယ်ရီမကွိုင်းကခေါင်းတိုက်တဲ့အလုံးကိုလည်းကျွန်တော်ဒါကက်စမီရိုကပဲမပေးခဲ့တာမလား။အသားလေးဟုတ်တယ်နော်ကက်စမီရိုပဲထင်ပါတယ်။ဒါဆိုတော့အရေးကြီးတဲ့ နှစ်ဂိုးစလုံးကိုကက်စမဲရိုကဖန်တီးပေးခဲ့တာဒါကြောင့်ကက်စမဲရိုအနေနဲ့ဒီနေ့ပွဲစဉ်မှာအများကြီးပရိသတ်တွေရဲ့ချီးကျူးမှုတွေကိုထိုက်တန်နေလို့ကျွန်တော်ယူဆရတယ်ဗောနောအမိုရင်ပြောသလိုပဲသူကက်စမဲရိုကိုဘယ်လိုတုံးရမလဲဆိုတာအဖြေရှာတွေ့သွားပြီလို့ပြောထားတော့အဲ့ဒီနောက်ပိုင်းမှာလည်းအမိုရင်ကက်စမဲရိုကိုတုံးတဲ့နောက်ပိုင်းမှာလည်းကက်စမဲရိုစီကတကယ်ကောင်းတဲ့ performance တွေကြီးပဲကျွန်တော်မြင်ရတာ ်ဒါဝမ်းသာကြပါဆိုတော့ဒီနေ့ပွဲစဉ်မှာဒါကြောင့်ကျွန်တော် rain နဲ့ပဲကျွန်တော်80ကျွန်တော်ပေးထားတယ်ကက်စမဲတွေကိုဥကာဒေးကျွန်တော် rain နဲ့ပဲကျွန်တော်60ပေးထားပါတယ်အသင်းရဲ့ကွင်းလင်းမှာတော့လောက်အောင်ကောင်းကောင်း player လိုနေတဲ့အချိန်မှာဥကာဒေးကကက်စမဲတွေပြီးမှအကောင်းဆုံးကစားနိုင်ခဲ့တယ်ပေါ့လေဒါအပြင် ကာနာချိုရဲ့တကယ်ဖန်တီးမှုကနေဥကာဒေးကိုယ်တိုင်နဲ့ဂိုးတူလုံးတွင်းယူနိုင်ခဲ့တယ်သူအတွက်တော့အများကြီးအိပ်ပဲရှိမဲ့ဒါဂိုးမျိုးပါဆိုတော့တူတူကြကြကြီးတော့လုံနိုင်ခဲ့တာမဟုတ်တဲ့အတွက်ကျွန်တော်ဥကာဒေးကို rain နဲ့ပဲကျွန်တော်60ပဲကျွန်တော်ပေးထားတယ် နောက်တစ်ယောက်ကပက်ထရစ်ဒူဂူပါပက်ထရစ်ဒူဂူကတော့ဗျာဘယ်လိုပြောမလဲဟိုတခါတလေဖြစ်တဲ့ပွဲမျိုးလို့ပဲကျွန်တော်မျှော်လင့်ပါတယ်ဒီပွဲမှာကတော်တော်ကိုစိုးတာဗောနော်သူနဲ့အဲ့ဒီလန်နီယူရိုရဲ့ဘက်ချန်ကတော်တော်ကိုပြက်တနာကြည့်ရအဲ့ဒီမျိုးလုံးတွေကိုညောင်းလို့ဆရာသမားတွေနော်မျိုးလုံးတွေကိုညောင်းလို့ဆိုတော့သူနဲ့ပက်ထရစ်ဒူဂူနဲ့ဒီလန်နီယူရိုရဲ့ဘက်ချန်ကတော်တော်ကိုကျွန်တော်ပြက်တနာကြည့်တာကျွန်တော်လည်းကြောင့်ကျွန်တော်တို့ဒီပွဲမှာ အဲဒီလိုမျိုးကြုံရတဲ့ခြေသွန်းကနောက်ဆုံးဖြစ်ပါစေလို့ကျွန်တော်မျှော်လင့်တယ်။ပိုကောင်းတဲ့ပက်ထရစ်ဒူဂူကိုကျွန်တော်မြင်ရဖို့ထိုက်တန်သင့်တယ်။ကျွန်တော်ရင်းနဲ့ပဲကျွန်တော်4 TV ပဲပြီးထားတယ်။အဲ့လောက်ကြီးစွထိုးပြပြကြည့်လို့ကျွန်တော်မပြီးချင်ဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်ရင်းနဲ့ပဲကျွန်တော် 4T ပဲပြီးထားတယ်။လန်နီယူရိုလိုပဲကျွန်တော်အနေနဲ့အများကြီးစကားပြောခဲ့တယ်ပေါ့နော်။ယူရိုအနေနဲ့ချာဂီကိုဘလို့မှမထိန်နိုင်ဘူး။သူကရင်ကတိုက်စီကိုလိုက်တဲ့နေရာမှာလေလိုအပ်ချက်တွေအများကြီးရှိတယ်ကိုပေါက်တက်အောင်မကန်နိုင်တာတော့ဘာလို့ ਨੇ အဲကြောင့်ကျွန်တော်ပက်ထရစ်ဒူဂူကိုရေဒင်းနဲ့ပဲ ျွန်တော် 3A 4အထိပဲကျွန်တော်ပေးထားပါတယ်အဲကာနာချိုကာနာချိုကိုကျွန်တော် rename ကျွန်တော်ဒီနေ့ပွဲတွေမှာ70ပေးထားတယ်အမှန်တယ်ကျွန်တော်တို့ကာနာချိုအနေနဲ့အဲ့ဒီသူဂိုးသမားနဲ့တယောက်ချင်းတယောက်တွေ့တဲ့အလုံးကိုသာအဆုံးတတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီအခြေအနေထိရောက်လာစရာအကြောင်းမရှိဘူးကာနာချိုအနေနဲ့ပေါ့နော်ဒါလိုအပ်ချက်ပေါ့ကျွန်တော်တို့လည်းဆိုတော့ကျွန်တော်တို့ကာနာချိုရဲ့အလုံးသာဝင်သွားပြီဆိုလို့ရှိရင်လိုင်ယွန်ကမျောလင်းချက်ကမဲ့သွားပြီကိုရီလည်းပဲလုံးဝယုံကြည်မှုရှိသွားပြီဗျာဒီလားဒီကောင်ကဒီတကိုးပြန်သွင်းတောင်မှ မလုံလောက်သေးဘူးနောက်တဲ့နှစ်ခုကြီးတော့ပြင်သွင်းရအောင်ပါအဲ့လိုမျိုးဆိုတော့ဒါလိုင်ယွန်အတွက်မလွယ်ဘူးဖြစ်သွားမှာဒီအခြေအနေကိုကျွန်တော်တို့မဖန်တီးနိုင်တော့ဆိုတော့ကာနာချူကအဲ့ဒီတလုံးကလွှဲရင်ကျန်နာရီနဲ့ပတ်သက်လို့ကျွန်တော်အားမရတာဆိုလို့ကာနာချူရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းပဲကာနာချူကတစ်ခါတလေကြားလို့ရှိရင်ခေါင်းကြီးငုံငုံပြီးတော့ဘောလုံးကန်တာဗျကောင်းလေးကကောင်းတယ်ကောင်းတယ်ဆိုတာကျွန်တော်တို့အသင်းမှာကာနာချူလိုမျိုး explosive ဖြစ်တဲ့ဝင်ကမရှိဘူးလက်တော့စင်မှာမရှိဘူးမရှိတော့ကျွန်တော်တို့ကတံပြန်နေသွားတိုင်းကျွန်တော်တို့ကာနာချူစီပဲပို့ပို့နေရတာကာနာချူတွေကအဲ့ဒါလိုပြေးရတော့ အများအပြင်ပြီးရတဲ့ခါလေးနဲ့များတာတော့သူပန်းလာတယ်ဘောနော်ဒါကြောင့်လည်းပဲအပြောင်းလဲလုပ်လိုက်တာဒါပေမဲ့လို့အလုတ်ဖြစ်တယ်ဗျာတိလာနော်အခွင့်အရေးတွေကျွန်တော်ရတယ်တကယ် chance တွေကောင်းကောင်းဖန်တီးနိုင်တယ်ပြည်တနာကဘာလဲဆိုတော့အီဒီယာပေါက်ဆဲကဟိုဂိုးသွင်းဖို့အတွက် chance ပိုကောင်းတဲ့ကစားသမားကိုချိုးပြီးဖို့ကျွန်တော်အဆင်မပြေတော့ဘူးကနာဂျူဟာလူပေးဖို့အတွက် okay ငါဘသူ့ကိုပေးရမလဲဆိုတဲ့ဆုံးဖြတ်ချက်တွေကောင်းကောင်းမချနိုင်ဘူးဒါတော့မှဥကာဒေးသွင်းသွားတဲ့ပထမအလုံးဆိုလို့ရှိရင်ခနာဂျူသူချိုးပြီးလိုက်တဲ့အလုံးကနေလာတာပေါ့နော် တကယ်တမ်းငါအဲ့လိုဖြစ်ရမှာပြောချင်တာကသူ့မှာလည်းကန်ချက်ကောင်းတဲ့အခြေအနေမျိုးကြီးမဟုတ်တော့မှကန်လို့ရတဲ့အခြေအနေမျိုးရှိနေတယ်။ဒါပေမဲ့အထက်မှာလည်းတိုက်စစ်မှုတယောက်ဒါမှမဟုတ်ဘောတော့ကစားမတယောက်ကရှိနေပြီးတော့ပူကောင်းတဲ့ position ကိုရဖို့အတွက်ပူကောင်းတဲ့ position မှာရှိနေတယ်ဆိုရင်ကာနာချူကချိုးပြတာတွေပါကြီးကျွန်တော်လောက်ပါမှာပြည်တနာကကာနာချူစီကနေအဲ့လိုမျိုးကျွန်တော်မတွေ့ရဘူးဆိုတော့ကာနာချူနေနဲ့ဆုံးဖြတ်ချက်ချတာတွေ ပေါ်လုံးကန်တဲ့နေရာမှာလည်းခေါင်းမော့ပြီးတော့ကန်မှုလူတယ်ပေါ့နော်ဒါမှကိုကစားမတွေဘယ်နေရာမှာရှိမယ်လို့ဘလို့ရှိမလဲတလုံးဆိုကျွန်တော်ကြည့်ပါလားအီဒီယာပေါင်ဆဲကိုသူ2ရက်3ရက်ကိုကြော်လာပြီးတော့သူချိုးပြီးလိုက်တယ်ဘယ်သူမှရှိမနေဘူးသူကိုယ်တိုင်းကလည်းချိုးပေးတဲ့နေရာမှာအလဟသမဖြစ်ဖို့ရည်ကြည်တယ်ဗျာ။ဒါကြောင့်ဂါနာချူကိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာလန်ယွန်နောက်တန်းကိုကောင်းကောင်းဒုက္ခပေးခဲ့တဲ့ကစားမတစ်ယောက်လို့လည်းပြောရမယ်။ ကိုပါအပိုင်ခွင့်ရေးတစ်လုံးလေးသူချိုရတယ်ဖန်တီးမှုတစ်လုံးလေးလုံနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ရင်းနဲ့ကျွန်တော်70ပေးထားတာပါကာနာချိုလေးအနေနဲ့ဒီတဲ့ပူကောင်းတဲ့အဆုံးဖြတ်ချက်တွေချနိုင်ပြီဆိုရင်အများကြီးမျှော်လင့်လို့ကျွန်တော်ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ Bruno Fernandes อืมကျွန်တော်တို့ရဲ့အသင်းကောင်းဆောင် Bruno Fernandes ကျွန်တော်ပြတကယ်သူကူကွင်းပွဲထဲမှာဗါလဲဒီအမြင်ကြီးကြီးကြလာတဲ့ဘောလုံးကိုတခါတည်းကံဖို့လောက်တာလေကျွန်တော်အဲ့လုံဂိုးဘီကိုထင်တာဗျကျွန်တော်တို့အမှတ်မှတ်ရရ Rooney တင်ပြလိုက်တဲ့အလုံးကို ဘန်ပါစီတခါတည်းကန်သွားတယ်လို့မျိုးသိတယ်မလားနော်အဲ့ဒါအရင်ကြီးတော့စင်မြင့်တော့မရှိပါဘူးတကယ်ပဲကွင်းလျံနေပြီးတော့မတင်ပြလိုက်တဲ့လုံကိုဖာနန်ဒက်စ်ကတော့ချောက်ကန်ဖို့လုပ်တာကန်ပလိုက်တာပါဂိုးဘီလိုကိုထင်တာဘားရန်ကြီးမှန်ပြီးထွက်သွားတယ်တော်တော်နှမျိုးဖို့ကောင်းတာဗျာနှမျိုးဖို့တော်တော်ကောင်းတယ်ဒါအပြင်ဒါအသင်းတွေလိုအပ်တဲ့ပင်ရည်တွေလည်းသူတွင်းပေးနိုင်ခဲ့တယ်ပေါ့နော်အရေးကြီးနေတဲ့ချင်းအသင်းကလိုအပ်နေတဲ့ချင်းမှာဒါအပြင်ကျွန်တော်တို့ဒါတိုက်စစ်မှုဆိုလို့ရှိရင်လည်းသူ့အနေနဲ့ကာနာချူရဲ့ပြည်လန်းကြောင်းတွေတို့နော် အဲဒါလုံးနဲ့တွဲဆော့တာတို့နော်ပြီးလို့ရှိရင်သူ့အနေနဲ့နံပါတ်10လို့ဒီမကဘူးစင်ဒရယ်ဆိုမှဆင်းဆော့တာတို့ဒါမှမဟုတ်ဒီပါကျွန်တော်တွေးရတယ်။ဘာပဲပြောပြောဖာနန်ဒက်စ်အတွက်တော့ကျွန်တော်ဒါကောင်းတဲ့ခြေသွန်းဖာနန်ဒက်အတွက်ခြေသွန်းကောင်းတဲ့ပွဲတော့မဟုတ်ပါဘူးကျွန်တော်အမြင်ရ။တူတူလည်းပဲလူအပ်တဲ့ချိန်မှာတော့ဒိုင်းနာတစ်ခုဒီဒစိမ့်တစ်ပိုင်းဖြစ်သူပါနိုင်ခဲ့သည်တယ်လို့ပြောရမှာပေါ့နော်။ကျွန်တော်ရင်းနဲ့ပဲကျွန်တော်ဘလူးဖရန်ဒက်ကိုကျွန်တော် 60ပဲကျွန်တော်ပေးထားပါတယ်တကူတွင်းနိုင်ခဲ့ပြီမယ်လေလို့ပေါ့နော်ဖာနန်ဒက်ကတကယ်ကောင်းခဲ့ပါတယ်ဒီပွဲခြေစွမ်းကအရင်ကြီးတော့မဟုတ်ပြီမယ်လို့ကျွန်တော်တို့မြင်နေကြအကောင်းဆုံး performance မဟုတ်ပြီမယ်လေလို့သူကနေသူတော့ဟုတ်နေသေးတယ်ပေါ့နော် Tyson Mu Resmus Whiteland ကျွန်တော်တော်တော်လေးကိုစာနာပါတယ် Resmus တို့ကဘာလို့လဲဆိုတော့ဒီပွဲမှာကျွန်တော်မြင်ကျင်တဲ့ Resmus ကိုမြင်ရတယ်ပြောချင်တာကကျွန်တော်တို့ Tyson Mu ဆိုတဲ့အတွက် Twin Go တွေနဲ့ Jazz လောက်ကြမှာပေါ့ဗျာ Twin Go တွေမ Twin နိုင်ဘူးဆိုလို့ကျွန်တော်ပြောကြဆိုကြမှာပေါ့ ဒါပေမဲ့လည်းဒီပွဲမှာ Resmat Whiteland ကိုမသွင်းနိုင်ပေမဲ့သူ့ရဲ့ performance ဟာအများကြီးပိုကောင်းတယ်။ရှေ့ရသူ့ performance တွေနဲ့ရှင်ပြီဆိုရင်အားကြောင့်လဲဆိုတော့ Resmat တွေပေါ့နော် Resmat တွေကျွန်တော်တို့အနေနဲ့ဒီကစားသွားတာတွေကဗျဂနာချူနဲ့အချိတ်ဆက်တွေကောင်းကောင်းလုံနိုင်တယ်။ Fernandez နဲ့အချိတ်ဆက်တွေကောင်းကောင်းလုံနိုင်တယ်။ဒါလောက်နဲ့အချိတ်ဆက်တွေကောင်းကောင်းလုံနိုင်တယ်။နော် Ugarteiro ကိုကျွန်တော်ဘောလုံးနေပါတယ်သူဖြန့်နိုင်တယ်။ Casemiro နဲ့နော်တော်1 touch league တွေတူတယ်ပြောချင်တာကဒါဒီကျွန်တော်တို့လိုအပ်တဲ့ညာပဲဟုတ်တယ်မလားနော်ဟို သူ့အတွက်ပေါ့နော်ကျွန်တော်စိတ်မကောင်းစရာကတော့ကိုအသင်းကစားမတွေက white line ကိုဘောလုံးမပြီးကြအောင်ကျွန်တော်ဘာလို့လဲနားမလဲကိုပရိသတ်တွေကကျွန်တော်တခါတလေပြောတာတွေရှိတယ်ပေါ့နော်ဟိုလုံးကတော့ဘာပြောလဲဆိုတော့အကွာကိုတိုက်စစ်မှုကဘောလုံးမပြီးတာပဲကောင်းပါတယ်ပေါ့ပြီးလေကူးမှမကူးတာပေါ့တကယ်တော့ငါအဲ့လိုအဲ့လိုလုံးလို့မရဘူးဗျာတိတာဘာလို့လဲဆိုတော့အသင်းမှာကစားမတွေကကိုစီတောင်းဝင်ယူရတဲ့အရာတွေကျွန်တော်ရှိတယ်ဒါပါတော့ဂိုးသွင်းမဲ့ကစားမကသွင်းကိုနဲ့ပတ်သက်လို့ရှင်တောင်းဝင်ယူရမှာပဲ နော် assist လုပ်ရမယ့်ကစားမပံ့ပိုးမှုလုပ်ရမယ့်ကစားမကပံ့ပိုးမှုနဲ့ပတ်သက်ပြီးတော့တောင်းယူရမှာပဲဆိုတော့ Manchester City မှာကျွန်တော်တို့အာလင်ဟာလန်ဂိုးဒီတရဆက်သွင်းနေတယ်ဒီကောင်ရတဲ့10လုံးရရင်10လုံးဝင်တဲ့ကစားမလား15လုံးရရင်15လုံးဝင်တဲ့ကစားမလားဆိုတော့လေမဟုတ်ဘူးအာလင်ဟာလန်အနေနဲ့ပွဲတစ်ပွဲမှာ6လုံးလောက်လွှဲပြီးတော့တစ်လုံးနဲ့ဝင်သွားပြီးတော့ဝမ်းစီနဲ့ Manchester City ကတ်နိုင်သွားတဲ့ပွဲစဉ်တွေလည်းရှိတာပဲအခွင့်အရေး၄လုံးရရင်တစ်လုံးနဲ့ဝင်ပြီးတော့3လုံးကမကိုးတဲ့အလုပ်တွေလည်းရှိတာပဲ ဆာလာလည်းအဲ့တလူရှိအလုံးတွေရှိတာပဲပြောချင်တာကအခွင့်အရေးတိုင်းကိုအတုံးဘသူမှမချနိုင်ဘူးနော်ဒါပေမဲ့လို့ပေါ့နော်အဒီကောင်အခွင့်အရေးတွေအတုံးမချနိုင်လို့ပါကွာဆိုပြီးတော့ကျွန်တော်တို့ကဒီကစားမကိုပံ့ပိုးတာတွေရက်လိုက်လို့ကျွန်တော်မဖြစ်ဘူးနော်အာဟွိုက်လန်ကဂိုးမှမသွင်းနေတာကွာဆိုပြီးတော့ဂိုးမပြီးဘောလုံးမပြီးတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုသွားကစားရမလဲ ဟုတ်တယ်မလားဒါကြောင့်ကျွန်တော်တို့ Resman White အနေနဲ့ဒီနေ့ပွဲဒီမှာဂိုးမရပေမဲ့လို့တကယ်ကောင်းတဲ့ performance ကိုပြခဲ့တယ်လို့ကျွန်တော်ထင်တယ်သူရှိက performance တွေနဲ့ရှင်ကြည့်ရင်ပေါ့လေ60မပါတဲ့အချိန်မှာသူအကောင်းဆုံးလုပ်နိုင်ခဲ့တာကျွန်တော်ကတော့ဒီကောင်လေးတွေ့ရပါတော့ဒါဝမ်းသာပါတယ်ရှေ့လျှောက်ပွဲဒီမှာပူပူမှာဗာမြန်ပူပြီးတော့လုပ်ပြနိုင်မလဲပဲကျွန်တော်ကြည့်ရတော့မြေပေါ့နော်ဆိုတော့ Resman ကိုတော့ကျွန်တော် rename အဲကျွန်တော်6စီကျွန်တော်ပေးထားပါတယ်ဆိုတော့အရန်လူစင်းကိုကျွန်တော်ကြည့်ရင်မေဆန်မောင်းပေါ့နော်မေဆန်မောင်းကိုတော့ကျွန်တော် rename ကျွန်တော် 4T ပဲပေးထားတယ်တူတူကြကြကြီးမလုံနိုင်ခဲ့ဘူးတာမမဲလို့ကျွန်တော်တင်တယ်ဒါအက်ခရစ်စတန်အရစ်ဆန်လည်းတူတူပဲအဲလူရှောကတော့ပင်နေဒီတလုံးပေးလိုက်ရတယ်ပေါ့နော်ကျွန်တော် rename ကျွန်တော် 4T ပဲပေးထားတယ်ဒုတိယပြန်မှာဝင်လာတဲ့ကစားမတစ်ယောက်အတွက်လူရှောဟာအဲ့ဒီ challenge မှာဆိုလို့ချင်းမလုံတင်တာကိုသူလုံသွားတာ တတော်ကိုမဖြစ်တင်တာပေါ့နော်ပင်နေဒီလုံးပြေးလိုက်ရတယ်တတော်ကိုပြားတုပ်သွားတာတော်သေးတာအမင်းပြန်လာလို့ဒါမင်းတတော်ပြားတုပ်သွားတာဒီကောင်လေးကကိုဘီမင်းနူကျွန်တော်ရင်းမဲ့ကျွန်တော်70ထိပေးထားပါဗါးအတင်းတွေလိုအပ်နေတဲ့ဂိုးကိုကျွန်တော်ဒါခြေပါဂိုးကို သူတွင်းပေးနိုင်ခဲ့တယ်ပေါ့လေတွင်းသွားတဲ့ပုံစံကလည်းတကယ်ကိုကောင်းနေပြသီလားနော်တွေးခဲ့ရ market stretch ဖို့လို့ကာနာချိုးလို့လိုမျိုးဒါဒါဂိုးပေါက်ဖဲကွာဆိုပြီးတော့တဲ့ပြီးတော့တန်းကန်တာမျိုးမဟုတ်ဘူးအသားလေးဟိုဘက်နော်ကျွန်တော်ဂိုးသမားနဲ့အလှမ်းဝေးတဲ့တောင်တွေကိုကျွန်တော် weight wide ထည့်သွားတာအဲ့လိုဖြစ်နေရမှာဗျာကစားမတယောက်က ကိုဗီမိန်းနူးဟာလုံးဝ big game player ပါနော်အရေးကြီးပါပြီဆိုတဲ့ပွဲစဉ်ဒီအသင်းကြီးတွေနဲ့ကမ်းမယ်ဆိုတဲ့ပွဲစဉ်ဒီမှာမိန်းနူးဟာအမြဲတမ်းဂိုးတွေပါတွင်နေရှိတယ်နော်ဆိုတော့မိန်းနူးပြန်လာပြီဖို့လည်းကျွန်တော်ပြောရမှာပါဗျာ injury ပြဿနာတွေကင်းကင်းနဲ့အရေးကြီးတဲ့ပွဲစဉ်ဒီမှာပါနိုင်မှုပဲ Harry Ames ကျွန်တော် rain မှာကျွန်တော်40ပဲပြထားပါတယ်ကောင်းလေးတွေ့လေသာစိတ်လို့ရှာတဲ့ပွဲတော်ပဲဖြစ်ခဲ့လိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဒါကတော့ကျွန်တော်ကစားမားတွေရဲ့ Lion ရဲ့ပွဲစဉ်ကလာဆွမ်းဆောင်ရည်ဒီပေါ့ဗျာညီကလေးနေနေရော မေဂဇာမားကဒါအကောင်းဆုံး performance ပြခဲ့တယ်လို့ကျွန်တော်ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်